ားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ဟိုဒီ AZM ဘလော့ဂါနေပြန်လည်ရွှေ့ဆိုပါရစ်ဒီနေ့မှာကျွန်တော်တက်ဆက်ပေးမယ့်ကျွန်တော်လေးကတော့ Telegram ရဲ့အသုံးပြုပုံအကြောင်းလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ် Telegram ရဲ့အသုံးပြုပုံဆိုတဲ့နေရာမှာကျွန်တော် Telegram ဟာဆိုရင်ကိုကဘယ်နေရာလေးကိုမြင်လာရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောနေမှာစာဒီ Telegram ဟာဆိုရင်နိုင်ငံရေးနယ်ပယ်မှာဘလို့သက်ရောက်မှုတွေရှိတယ်နောက်ပြီးတော့ Telegram နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေရတယ်ရှိနေတယ်ပေါ့နော်အဲ့အချက်တွေကိုကျွန်တော်ဒီနေ့ဒီနေ့ဒီဗီဒီယိုမှာဆိုရင်ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီကြောင်းရနံပါတ်သက်ပြီးကျွန်တော်အနေနဲ့အပိုင်း၅ပိုင်းခွဲထားပါတယ်ပေါ့နော် အထမပိုင်းကဘာလဲဆိုတော့ intro အနေနဲ့လာမှာပေါ့နော် intro ပြီးရင်ဒုတိယချက်အနေနဲ့ Telegram တီထောင်ရချင်းရဲ့အရွယ်ချက်ကိုတော့ပြမှာပေါ့နော်တတိယချက်အနေနဲ့ဘာလဲဆိုတော့ Telegram ဒီလိုသုံးပြတယ်အဲ့ဒီသုံးပြမှုတွေမှာဆိုရင်ဒါဗဒံမျိုးစားရှိတယ်အဲ့ဒီမျိုးစားတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးရဲ့ပေါ့ဘလို့ကြိုးစားရမှုတွေရှိတယ်ဆိုတဲ့အကြောင်းအရာမျိုးထပ်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်နံပါတ်၄အချက်အနေနဲ့ Telegram ဟာဆိုရင်ရုရှားနိုင်ငံနဲ့ပတ်သက်ပြီးတော့ဘလို့ဒီပြဿနာတွေရှိတယ်ဘလို့ဒီဒီဘက်ခါတွေဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်တယ်ပေါ့နော် နောက်ဆုံးအချက်အနေနဲ့ပါလဲဆိုတော့ Telegram ဆိုရင်သူယုံထိုင်တဲ့နေရာပေါ့အဲ့ဒီယုံထိုင်တဲ့နေရာနဲ့ပတ်သက်ပြီးတော့တခြားဒီ Facebook ရော WhatsApp ပေါ့နော်ဒီလူလူပါပဲအဲ့ဒါတွေကတော့ Facebook ရော Google ပေါ့ဆိုတော့ယုံထိုင်တဲ့ပုံစံနဲ့မတူဘဲနဲ့ဘယ်လိုမျိုးတွေသူ့နေမှာယုံထိုင်တဲ့ခြေနေတွေရှိတယ်ဆိုတော့ကြောင့်ကျွန်တော်အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ် Okay အဲ့ဒီတော့ Telegram နဲ့ပတ်သက်ပြီး Telegram ဆိုရင်သူ့ရဲ့တီထောင်သူကဆိုရင် Server Duro လို့ခေါ်တယ်ပေါ့နော်သူကဆိုရင်ရုရှားနိုင်ငံမှာမွေးတဲ့လူတွေရောက်ဖြစ်တယ်ပေါ့နော်သူက ရုရှားနိုင်ငံမှာမွေးကပ်ပေးမဲ့သူ့ရဲ့ငယ်စဉ်ဘဝတခြားလို့အများစုပေါ့နော်အချိန်များစုကိုသူကအီတလီမှာသွားပြီးတော့သူ့ရဲ့ပြည်နဲ့သွားပြီးတော့ခေါင်းဆောင်ခဲ့တယ်ပေါ့နော်သူကအငယ်ရွယ်နဲ့သူကစီးပွားရေးပညာရှင်တယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုဗီယက်ပြည်တော်ဆိုတာဆိုရင်ယူကရိန်းသွားပြီးတော့ရုရှားနိုင်ငံပေါ်လာတယ်ပေါ့နော်အဲ့ဒီအချိန်လေးမှာပဲသူကသူ့ရဲ့နိုင်ငံဖြစ်တဲ့ရုရှားကိုပြန်လာတယ်ပြန်လာပြီးတော့သူ့ရဲ့မွေးရမြေဖြစ်တဲ့စိန့်ပီတာစပါမှာနေတယ်ပေါ့နော်ဒီပြတဲ့ခါမှာဆိုရင်အမ2006မှာသူက UK ဆိုတဲ့ဒါ social media platform တစ်ခုကိုသူကတည်ထောင်လိုက်တယ်ပေါ့နော် အဲ့ဒီ platform ကသူကဘာနဲ့ပုံစံတူလဲဆိုတော့ Facebook ပုံစံနဲ့တူတယ်ပေါ့နော်အဲ့ဒါမှမဟုတ်ကျွန်တော်သူအများကြီးတဲ့ပုံစံကကြတော့ရုရှားနိုင်ငံရဲ့ Facebook ပေါ့မတ်ဇူကာဘန်းနဲ့နှိုင်းရှင်ပြီးတော့ဖော်ပြခံတယ်ပေါ့နော်ဒီမျိုးဖော်ပြခံတဲ့ပုံစံတွေဖြစ်ကိုလူတွေကသိကြတယ်ပေါ့နော်အဲ့ဒီချိန်မှာ2017မှာကြတော့အဲ့ဒီရုရှားလူမျိုးတွေကသူတို့အနေနဲ့ဒါသူတို့ရဲ့သမရာကိုပြန်ပြီးတော့ယူရတယ်ပေါ့နော်ပြရတဲ့ဆိုတာကတော့ community ဆိုရကနေအဲ community ဆိုရကလည်းတခြားစနစ်ကိုပြောင်းတာပေါ့ဗောနော်တို့ရဲ့နိုင်ငံတွေမှာရှိတဲ့ community လက်ရှိဆိုရအစင်ဘယ်ဆိုရကိုပြောင်းမှာဆိုတဲ့ပုံစံမျိုးနဲ့ တုတ်တယ်ပေါ့နော်အဲ့ဒီချိန်မှာ2011အရင်ကဆိုရင်ရုရှားနိုင်ငံကိုအာတမရတရားဒီမှာနေတာဝန်ထမ်းဆောင်ခဲ့တဲ့သူကပူတင်ဖြစ်တယ်ပေါ့နော်ပူတင်ဟာဆိုရင်အမ2011လက်ပြီးတော့သူပဲတမရရာသူကိုထပ်ပြီးတော့ထမ်းဆောင်မှာဆိုပြီးလုပ်လိုက်တယ်ပေါ့နော်လုပ်လိုက်တဲ့အခါမှာဆိုရင်အဲ့ဒီမှာရုရှားပြည်သူတွေကသူကဆန္ဒပြပွဲလုပ်တယ်ဆန္ဒပြတဲ့ဟာတွေလုပ်တဲ့အခါမှာဆိုရင်အများစုဆန္ဒပြတာရဲ့အများစုရဲ့ဒီလာတဲ့လမ်းကြောင်းဟာဆိုရင် VK ဆိုတဲ့ platform နဲ့လာတယ်ပေါ့နော်လာတဲ့အခါမှာဆိုရင်အမရုရှားတမရက VK ဆိုတဲ့ platform A4 ပဲပြောလိုက်တယ်ပေါ့နော်အဲ့လိုပြောလိုက်ခါမှာသူ့အနေနဲ့အမလွလွလပ်လပ်ပြောလို့မရအောင်ဆိုတဲ့ချက်တွေပြောတော့ privacy တွေချိုးဖောက်ခံနေဆိုတဲ့ဟာတွေတော့တည်သွားတဲ့ခါမှာဆိုရင်ပြည်သားနိုင်ငံတွေကသူကထွက်ဖို့အတွက်သူကလှုပ်တယ်ပေါ့နော်လှုပ်ပြီးတဲ့ခါမှာဆိုရင်မထွက်ခင်လေးမှာပဲ2013မှာဆိုရင်သူကဒီ Telegram ကိုရုရှားနိုင်ငံမှာသုံးဖို့အတွက်ဆိုပြီးတော့စတင်ပြီးတော့သုံးလိုက်တယ်ပေါ့နော်သုံးလိုက်တဲ့ခါမှာဆိုရင်အဲ့မှာ Telegram ရဲ့စကွေးကစတာပါပေါ့နော် ဲ့ဒီချိန်မှာ2013မှာဆိုရင်သူ Telegram ကိုစပြီးတော့ထူထောင်ခဲ့တယ်ပေါ့နော် Telegram ကိုစပြီးထူထောင်ရတဲ့ရွယ်ချက်တွေရှိတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ပထမဆုံးပြောပြပေးမယ်ပေါ့နော်ပထမဆုံးကဘာလဲဆိုတော့သူကပို့ကိုကြီးဆိုင်ရာချိုးပေါက်ခံရတာတွေရှိတယ်လုံချုံရေးပေါ့နော်လုံချုံရေးချိုးပေါက်ခံတာတွေရှိရပေါ့နော်နောက်တစ်ခုကကျတော့သူက2013တုန်းကအမှ VG ကိုထူထောင်ခဲ့တဲ့ VG ကိုထူထောင်ပြီးတော့ဒါနိုင်ငံရေးတဖြစ်တဲ့အခါမှာဆိုရင်သဏ္ဍာန်ပြသူတွေကအဲ့ဒီသူက VG ကနေ VG platform တွေသူတို့ဆိုရအောင်စဏ္ဍာန်ပြတာတွေရှိရပေါ့နော်အဓိကကတော့လွတ်လွတ်လပ်လပ်ဖော်ပြလို့မရတာပေါ့နော်အဲ့ဒီချက်တွေကိုသူကဤ ဒီတဲ့ခါမှာဆိုရင်သူနောက်ဒီ Telegram တည်ထောင်တဲ့ခါမှာဆိုရင်လွတ်လပ်လပ်ပေါ်လွတ်လပ်လပ်ပေါ်ပြမှာဆိုတဲ့ချက်ကိုသူကချက်တင်ထားတယ်ပေါ့နော်။နောက်နံပါတ်3ချက်ကကြတော့ဗာလဲဆိုတော့ဒီ Telegram platform ဟာဆိုရင်သူကဒီဖန်နီဘော့တွေလည်းဖြစ်တယ်ဆိုပြီးတော့လှုပ်တယ်ပေါ့နော်။အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့2013အရင်ကတည်းကစပြောပေါ့။အဲ့ဒီအချိန်တုန်းကပေါ်တဲ့ပုံစံကဘယ်လိုမျိုးလဲဆိုတော့ Telegram ဟာဆိုရင်ဒါစာပို့တဲ့ messaging app တစ်ခု app တစ်ခုအနေနဲ့ပဲဖြစ်တယ်ပေါ့နော်။အမှအဲ့လိုမျိုးတွေဖြစ်သွားဖြစ်လဲသွားရော Telegram ကိုသူအဆင့်မြင့်နေအဆင့်မြင့်မှာဆိုပြီးတော့2013မှာလုပ်လိုက် လုပ်ပြီးတဲ့အခါမှာဆိုရင်အဲ့ဒီအစင်းမြင့်တဲ့ပုံစံတွေကဘယ်လိုလဲဆိုတော့သူက file တွေကို video file တွေ PDF file တွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးစာတွေတွေမဟုတ်ဘူး video တွေပါပို့လို့ရတဲ့အခြေအိုးသူကပြင်နေပေးတယ်ပေါ့နော် download speed တွေဆိုရင်မြန်ဆန်ဆန်နဲ့ဒါ file တွေဆိုရင် download ရတဲ့ပုံစံကိုဒါလုပ်လိုက်တယ်ပေါ့နော်အံပလေးအချက်ရေးထားတဲ့အရာကဘာလဲဆိုတော့ဒီ Telegram app တဲ့ run နဲ့ဒါကြောင်းကြတွေပေါ့နော်ကြောင်းကြတွေတော့မယူပဲနဲ့လုပ်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေ YouTube တွေ Facebook တွေသုံးတဲ့အခါမှာဆိုရင်ကြောင်းကြတွေနဲ့ပဲဒီ YouTube နဲ့ Facebook ကသူတို့ရဲ့ company ကနေ ဆက်ပြီးတော့ရှေ့ဆက်သွားဖို့အတွက်အဲ့ဒါကြီးကြောညာတွေဟိုသုံးရတယ်ပေါ့အပြင်မှာ Telegram မှာကြောက်တော့အဲ့လိုမဟုတ်သူက ads တွေမပါဘဲနဲ့ဒီအောင်ကြောင် RAM ဆိုပြီးတော့သူရကိုပိုင်ပိုက်ဆံနေပဲလုပ်မှာဆိုပြီးတော့ယူရထားတယ်ပေါ့နော်နံပါတ်5ချက်ကဘာလဲဆိုတော့အစိုးရရဲ့အလှမှုကိုသူကမခံချင်တာပေါ့နော်အစိုးရအာဏာပိုင်တွေကသာပေါ့တော့သူတို့အစိုးရနဲ့ပတ်သက်ပြီးခုခုမကောင်းတာပြောတယ်သူတို့အစိုးရကိုစန့်ကျင်မဲ့လုပ်တယ်လုပ်တယ်ဆိုရင်အစိုးရတည်းမကြိုက်ဘူးပေါ့နော်မကြိုက်တဲ့ခါမှာဆိုရင်အဲ့ဒီနံသက်ဆိုင်တဲ့ app တွေဒါမီဒီယာတွေကိုတပ်ပြပိတ်ပင်တယ်လို့လည်းပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် ား Facebook ကိုအပိတ်ပင်ထားတဲ့အရာတွေရှိတယ်ပေါ့နော်သူတို့ကမကောင်းကြောင်းပြောတဲ့အရာတွေကိုပြည်သူလူထုတွေစီကိုမသိစေချင်တဲ့အတွက်အဲ့လိုမျိုးမီဒီယာတွေပိတ်ပင်မှုတွေပြုလုပ်တယ်ပေါ့နော်သူကအဲ့ဒီနံပါတ်5ချက်မှာဆိုရင်သူရလမ်းမမှုကိုခံရအောင်ဆိုပြီးသူအနေနဲ့ profile ပိုင်းဆိုင်တဲ့ဒီချောင်းမှာဆိုပြီးတော့သူ့မချက်တွေချပြီးတော့တုတ်တယ်ပေါ့နော် Telegram ကိုသုံးပြလို့ရတဲ့ပုံစံနှစ်မျိုးရှိတယ်ပေါ့နော်ပထမပုံစံတစ်မျိုးကဘာလဲဆိုတော့ normal chat လို့ခေါ်တယ်ပေါ့နော် normal chat ရဲ့ပုံစံကကျတော့ရိုးရိုးတန်းတန်းသူကစာပို့တာပဲပေါ့နော်တကယ်ချင်းနေချာမှာကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ဒီ Telegram account ကိုဖွင့်လိုက်တယ်ဆိုရင်စာပို့တယ်ဆိုရင်ရိုးရိုးပို့တဲ့ပုံစံပဲပေါ့နော်။နံပါတ်2အချက်ကကျတော့ secret chat ပေါ့နော်။ secret chat ကကျတော့ဘာလဲဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့တငယ်ချင်းတီကိုဒါစာအိတ်ကိုပို့ဆိုတယ်ပေါ့နော်။အရင်တော့ကျွန်တော်တို့စာပို့တဲ့စနစ်နဲ့ပြောမှဆိုရင်ကျွန်တော်တို့တွေစာရွက်တရက်တော့စာရေးတယ်။ပြေးပြီးတဲ့အခါမှာအဲ့ဒီစာကိုကျွန်တော်တို့ရဲ့တငယ်ချင်းတီစီကိုပို့တယ်။ဒါကအရင်တော့ပို့တဲ့ပုံစံပေါ့နော်။ဒါပေမဲ့အခုပို့တဲ့ဒီ secret chat ပုံစံကျတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့တွေအဲ့ဒီစာကိုရေးတယ်။ရေးပြီးတော့ရေးရုံနဲ့မကောက်အဲ့ဒီစာကိုကျွန်တော်တို့ကျွန်တော်တို့တွေက တက်တာတစ်ခုတည်းပါထည့်လိုက်တယ်ပေါ့နော်တက်တာတစ်ခုတည်းကိုထည့်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့တွေနဲ့ဒီအဒီစာအုပ်ပို့မှတ်လူစီကျွန်တော်တို့ပို့တယ်ပို့တဲ့ခါမှာဆိုရင် community တစ်ခုကနေဂျာကနေပို့ပြရဲဆိုပါတော့အဲ့ဒီခါမှာဆိုရင်ကျွန်တော်တို့ community နေရာကိုကျွန်တော်တို့ Telegram စာထုတ်လိုက်ကျွန်တော်တို့တွေအဲ့တော့ပြောလို့ကျွန်တော်ကအဲအဲ့ဒီစာရေးပို့ထားတဲ့တက်တာကိုကျွန်တော်ကတော့ကတ်ထားတယ်ပေါ့နော်ဆောက်ပါတော့ကျွန်တော်တော့ဆိုတာတဲ့ကုတ်ပို့ကတ်ထားတယ်ပေါ့နော်ကုတ်တွေနဲ့ကတ်ထားတယ်အဲ့ဒီကုတ်က1 2 3 4 5အဲ့ဒါဆိုရင်ကျွန်တော်4ဘတ်တစ်ချက်မှရှိတယ်လို့ရတယ် ကျွန်တော်ပုံကိုဒီမှာဒီစာကိုဖတ်လို့ရတာပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်တယ်။နောက်ပုံစံတွေမျိုးနဲ့ပြောရမှာဆိုရင်အဲ့ဒီစာရေးနေရာမှာဆိုရင်ကျွန်တော်တို့ကတွေ့ပံဟုတ်တစ်ခုထားလိုက်မှာပေါ့နော်ထားပြီးတော့အဲ့ဒီဟာကိုပို့လိုက်တယ်။ပို့လိုက်တဲ့အခါမှာဆိုရင်တကယ်လို့ကုမ္ပဏီကဆိုရင်ထားပါတော့ဒီကြားမှာရှိနေတဲ့ဝန်ဆောင်အဲ့ဒီတက်တာကိုပို့ပင်မဲ့ကုမ္ပဏီကဆိုရင်ကဒီဟာအကြောင်းဒီတက်တာနဲ့အထက်မှာပါရှိရဆိုတော့တိစေချင်တယ်ဆိုရင်သူ့အနေနဲ့သုံးပတ်စဝတ်နံပါတ်မတိတဲ့ခုနကကုတ်နံပါတ်မတိတဲ့အတွက်ကြောင့်ဒီတက်တာကိုခုမှမလဲဘူးအဲ့တော့သူ့အနေနဲ့ အတင်းအားထဲမှာဖွင့်မှဆိုရင်အထဲမှာရှိတဲ့ကြိုးလေးပွဲမှဒီတက်တားကြီးလည်းပြက်သွားမှာပေါ့နော်အဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ကဒီ secret ချက်မှာအဲ့လိုပုံစံမျိုးသွားတယ်ဒီလိုအဲ့ဒီကြိုးကွဲသွားအဲ့ဒီတက်တားပြက်သွားလို့ကြိုးလေးကွဲသွားလို့သိသွားတဲ့ဆိုရင်တော့မှအဲ့ဒီထဲမှာရှိတဲ့ချက်လက်အဲ့ဒီထဲမှာရှိတဲ့ကြိုးပါဆိုရင်အစိမ့်စိမ့်ပိုင်းပိုင်းဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဟာတစ်ခုနဲ့တစ်ခုဆက်ဖို့တော့ကဘယ်တော့ပေါ့နော်အဲ့လိုပုံစံမျိုးပဲ secret ချက်မှာကျွန်တော်တို့က channel တွေနဲ့သွားတယ်ပေါ့နော်ဒီဒီ telegram ဆိုရင်ဒီလူကပါသူ့ကိုပိုင်ပို့နေရဆိုတော့ ေ့ခြင်းနဲ့ဆိုရင်ကျတော့သူ့အနေနဲ့ဒါလုံးဝဖုတ်လို့မရဘူးဘာလို့လဲဆိုတော့သူ့နံပါတ်ဆိုရင်သူ့မှာမရှိတဲ့အတွက်ကြောင့်ကျလို့သူ့အနေနဲ့လိုလို့ရတာတစ်ခုပဲရှိတယ်အဲ့ဒါကဒီရာကိုဖြည့်ဆည်းပြလို့ပဲရတယ်ဗောနဖြည့်ဆည်းပြလိုက်တဲ့ခါမှာဆိုရင်သူတို့အနေနဲ့ဘာချက်လက်မှာပဲမရှိဘူးဗောနအဲ့ဒီတော့နံပါတ်1အချက်ပြတဲ့ normal ချက်မှာဆိုရင်ကျွန်တော်တို့က telegram ကဖောက်ပြီးအောင်ဝင်ရောက်နိုင်တယ်ဒါတော့နံပါတ်1အချက်ပြတဲ့ secret ချက်မှာကျတော့ telegram ကလုံးဝချိုးဖောက်လို့မရဘူးဗောနအဲ့ဒီတော့နံပါတ်2အချက်ပြတဲ့ အားသာကြရဆိုရင်သူနေနေဖဲသူတွေရောအဓိကကောင်းစီလဲဆိုတော့အဲ့လိုနိုင်ငံကြီးချင်းနေမကောင်းတဲ့နိုင်ငံတွေမှာဆိုရင်တည်င်းထောက်လျာဆိုရင်အသက်ခံတယ်ပေါ့နော်အသက်ခံတဲ့အခါမှာဆိုရင်သူတို့တွေနဲ့တည်င်းပေးဖို့အတွက်လွန်ကျွန်တဲ့နေရာဆိုရင်ဒီတနေရာပဲဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့နိုင်ငံကြီးဆိုင်ရာတက်ကြွဆောက်ရှောက်သူတွေအတွက်ကြတော့လေဒီဟာကပဲကောင်းနေတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတယ်2017တုန်းကရုရှားနိုင်ငံမှာသမ္မတရွေးပွဲကိုပူတင်ကသူ့ကိုယ်တိုင်ပဲထပ်ပြီးတော့သမ္မတကိုသမ္မတရာထူးကိုထပ်ပြီးတော့ထားဆောင်မှာဆိုတာပြောလိုက်တဲ့အခါမှာဆိုရင်သနာပြမှုတွေကိုဒါလုပ်တဲ့အခါမှာဆိုရင်လူစုတာပေါ့နော်လူစုတဲ့အခါမှာဆိုရင် အားလုံးအားဆိုရင်သူက PK platform တွေပဲသွားတယ်ပေါ့နော်အဲ့ဒီတုန်းက PK platform အသုံးတဲ့ခါမှဆိုရင်ဒါဖန်စီခံရမှုအဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီအရာတွေကိုအခြေတည်ပြီးတော့ Telegram ကိုသူကတိစောက်ထားတယ်ပေါ့နော်တိစောက်ထားတဲ့ခါမှသူ Telegram ဟာဆိုရင်ခုနကလိုမျိုး secret chat ကိုသုံးပြီးတော့နိုင်ငံတကာလောရှားသူတွေအတင်းထောက်တွေအတွက်သုံးတယ်ဆိုရင်ဒါအရန်ကိုကောင်းတဲ့နေရာတခုဖြစ်လာတယ်ပေါ့နော်သူတို့အနေနဲ့ဘာတွေပါစက်ဖြစ်လာလဲဆိုတော့ဒီ secret chat ကိုသူတို့အနေနဲ့ကောင်းတဲ့လူတွေတင်းသုံးတာမျိုးမကောင်းတဲ့တပ်ဖက်သမားတွေငွေလင်ကိုင်းတွေပေါ့နော်ငွေလင်ကိုင်းတွေကလည်း ဒီဟာတွေကိုတုံးလာတယ်ပေါ့နော်တဲ့ဖတ်သမားတွေအနေနဲ့ဒီ Telegram ကိုဘလို့တုံးလာလဲဆိုတော့ Telegram မှာဆိုရင်သူတို့အဲ့လိုမျိုးဒီ secret chat ကိုတုံးပြီးတော့လိုသစ်စုဆောင်းတာတွေနောက်ပြီးတော့ training ပေးတာတွေလက်နက်တွေပို့ဆောင်ရမှာဆိုရင်ဘယ်လက်နက်တွေရဆိုတာဘလို့တုံးလို့ရတယ်နောက်ပြီးတော့အဲ့ဒီလက်နက်တွေကိုအဲ့ရနေယူလို့ရတယ်ဆိုတော့တတင်းတွေကိုဒီ Telegram channel ရနေတစင်ပဲပို့တယ်ပေါ့နော်ကဲလို့အစိုးရအနေနဲ့ဥပပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပေးတယ်ဆိုရင် Telegram ကကျွန်တော်ပြောတဲ့ secret chat ဖြစ်တဲ့အဲ့ဒီ channel ပတ်သက်ပြီးတော့ပြင်နေဝင်ပြီးတော့နှောက်ရှက်လို့တော့မရဝင်ပြီးတော့ဒါတတင်းယူလို့တော့မရပေါ့နော် မြင်ရတဲ့ခံမှာဆိုရင်သူ့အနေနဲ့အဲ့ဒီအကြံဖတ်မှုနဲ့ဆိုင်တဲ့အကြောင်းအရာလေးနဲ့အသက်တဲ့အဲ channel တွေဆိုရင်သူ့အနေနဲ့တက်ချပေးတဲ့ TO ဒါပူပဆွဲမှုတွေကိုတောက်ဆောင်ပေးတယ်ပေါ့နော်သူ့အနေနဲ့ချိန်ချောင်းမှုတွေပြုလုပ်ပြီးတော့2015နဲ့2019ကြာမှာပေါ့နော်အဲ့ဒီမှာဆိုရင် ISIS ကနေသူကတက်ဖတ်မှုတွေပြုလုပ်တာတွေရှိတယ်ပေါ့နော်အဲဘယ်မှာဖြစ်လဲဆိုတော့2015မှာဆိုရင်သူက Paris မြို့မှာတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တယ်ပေါ့နော်2000အဲစက္ကွန်မှာတင်တယ်အဲ့တော့စက္ကွန်အနုမောနောက်စက္ကွန်မောနောက်စက္ကွန် 2016မှာဆိုရင်ဘယ်ဂျီယန်နိုင်ငံရဲ့ဒါ pressel ပေါ့နော် pressel ဆိုတဲ့ဒီမျိုးတော့တာထွက်ကတော့မှန်မှန်တယ်အဲဒီ pressel ဆိုတဲ့မျိုးတိုက်ခိုက်တာတွေကိုပြုလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးတိုက်ခိုက်မှုတွေပြုလုပ်တဲ့အခါမှာဆိုရင် and telegram နေနဲ့တာဝန်ပြုပြမှာဆိုပြီးအစိုးရပြောတယ်ပေါ့နော်ပြောပြီးတဲ့အခါမှာဆိုရင်အဲ telegram ဆိုရင်အဲ့ဒီချပတ်မှုနဲ့သက်ဆိုင်တဲ့ channel ကြီးအရာကျော်ဒါပိတ်ပေးတဲ့အဖြစ်ဒီကိုဖြစ်ခဲ့တာတွေရှိတယ်ပေါ့နော်2019မှာလည်းဒါအင်ဒိုနီးရှားမှာဖြစ်ခဲ့တယ်ပေါ့နော် အဲ့ဒီအချိန်တော့သူကအစ္စလာမစ်ပေါ့နော်အစ္စလာမစ်ဒီအစွန်းရောက်တွေပေါ့နော်အစ္စလာမ်ဘာသာအစွန်းရောက်တွေရာဆိုရင်အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်သူကအပေါက်ခွဲဖို့တွေတော့လုပ်တယ်ပေါ့နော်လုပ်တဲ့အခါမှာဆိုရင်အင်ဒိုနီးရှားဆိုရအနေနဲ့သူကကြိုးပြီးတော့တည်င်းရပြီးတော့ဒီပိတ်ပင်မှုတွေကိုတာကျွတ်တင်းတင်းလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်လူတွေအများကြီးခဲ့တဲ့နိုင်ငံနဲ့ဖြစ်စင်နေတယ်ရှိတယ်ပေါ့နော်အဲ့တော့စကူမှာဘာဖြစ်စင်ဖြစ်သေးလဲဆိုတော့နေရီလင်္ကာနိုင်ငံမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့သူက Easter ပွဲပေါ့နော် Easter ပွဲမတိုင်ခင်မှာအဲဒီအကျန်းဖက်ဖွဲပေါ့နော်အကျန်းဖက်ဖွဲဆိုတာက ဆိုတော့ ISI နဲ့ဆက်သွယ်ရှိတဲ့ဖွဲ့ပေါ့နော်ဆက်သွယ်ရှိတဲ့အဲ့ဒီအံဖွဲ့ဖွဲ့ရဆိုရင် Easter ဘွဲအရင်တည်းမှာဆိုရင် Telegram ကိုတုံးပြီးတော့အဲ့ဒီ ISI နဲ့ပတ်သက်ပြီးအောက်ဖွဲ့မှုတွေပြည်တော့မှာဆိုတော့ကျင်းနေတယ်ပေါ့အဲ့လိုမျိုးလုပ်ပြီးတော့အဲ့ဒီ Easter ဘွဲနေ့လဲရောက်ရောသူတွေနဲ့အောက်ဖွဲ့မှုကိုပြုလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီချိန်တုန်းကလည်းလူတာလူပေါင်း200ကျော်ပေါ့နော်250ကျော်ထင်တယ်အဲ့လိုတိုတိစုံမှုတွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ရှေ့ရပြည်စင်နေရဆိုရင်တော့တခြားနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ့နော် ခုချင်းခုကျွန်တော်ပြောမှချင်တာကတော့ Russia နိုင်ငံမှာပြပြခဲ့တဲ့ Telegram နဲ့ပတ်သက်တဲ့စစ်တမ်းလေးတွေပြတ်ကြပြန်မှဖြစ်တယ်ပေါ့။အဲ့ဒါကပါလဲဆိုတော့ကျွန်တော် server မှာဆိုရင်ဒါ Russia ရဲ့ဒီ FSB လို့ခေါ်တဲ့ပေါ့နော်အဖွဲ့ရှိပေါ့နော်။အဲ့ဒီဖွဲ့ရတော့ပါလဲဆိုတော့ Russia နိုင်ငံရဲ့လုံခြုံရေးပေါ့နော်။အဲ့ဒီလုံခြုံရေးတော့ထိမ့်ပေးတယ်ပေါ့။အဲ့ဒီလုံခြုံရေးဖွဲ့ရဆိုရင် Telegram စီက inscription key ဆိုတဲ့အရာကိုတောင်းတယ်ပေါ့နော်။အဲ့ဒီ key ကဘယ်လိုမျိုးလဲဆိုတော့သူကအသုံးပြုသူတွေရဲ့ message တွေကိုဒါဝင်ပြီးတော့ကြည့်လို့ရတဲ့ key တော့ပေါ့နော်။အဲ့ဒီမျိုးဟောသူကတောင်းတယ်။တောင်းတဲ့အခါမှာဆိုရင် Telegram ကဆိုရင် ဒါဟာဆိုရင်ဒါအသုံးပြုသူတွေပေါ့နော်ဒီ Telegram အသုံးပြုသူတွေရဲ့ privacy ရောဒါချိုးပေါက်တယ်ဆိုပြီးတဲ့အနေနဲ့မပေးဘူးပေါ့နော်မပေးတဲ့အခါမှာဆိုရင်အမှ April 2018မှာဆိုရင်သူတို့အနေနဲ့ဒီ Telegram ကိုဘန်းမှန်ဆိုပြီးတော့တရားရုံးကသုံးဖက်ချချလိုက်တယ်ပေါ့နော်သုံးဖက်ချချလိုက်တဲ့အခါမှာဆိုရင် AV ISP ဆိုတဲ့ဖွေရသူတို့ကိုယ်တိုင်မလုပ်ဖက်နဲ့သူတို့ရဲ့အောက်မှာရှိတဲ့ ISP ဆိုတဲ့အဖွဲ့ကိုညွှန်ကြားလိုက်တယ်ပေါ့နော်အဲ ISP ဖွေရဲ့လောက်ကဘယ်လိုမျိုးလဲဆိုတော့သူက နိုင်ငံတည်းမှာရှိတဲ့အင်တာနက်နဲ့သက်ဆိုင်တဲ့ community အားလုံးကလိုက်ပြီးတော့စစ်ဆေးတယ်တကယ်လို့ဗန်တင်နေဆိုရင်နိုင်ရတယ်ပေါ့နော်အဲ့လိုမျိုးတွေထွက်လိုက်တယ်အဲ့ဒီအချိန်မှာဆိုရင်သူက attack ကဒါ up us ပြာသူ့ order တာဝန်ပေးတဲ့အတွက်ကြောင့်မတို့တွေအနေနဲ့ Telegram ကိုဘာမှဆိုပြီးတော့လိုက်တယ်ပေါ့နော်ထွက်လိုက်တဲ့ခါမှာဆိုရင်2018လာ April မှာနိုင်လိုက်တယ်ပေါ့နော်နိုင်ပြီးတော့သူကဘာဖြစ်လာလဲဆိုတော့2နှစ်လောက်ကြာတယ်ပေါ့နော်ဒါမှမဟုတ်လည်းဒီ Telegram ကို Telegram ကိုအသုံးပြုတဲ့သူတွေအရဆိုရင်တို့တွေနဲ့သူက proxy server တွေနောက်ပြီးတော့ VPN တွေကိုတုံးတယ်ပေါ့နော် သူက proxy server ကလည်း VPN ပုံစံမျိုး server တစ်ခုပဲအဲ့လိုမျိုးလေးသူကဒီသူကနိုင်ငံ ban နဲ့စင်ကိုကြော်တဲ့နေရာတွေတုတ်ပြီးတော့တုံးတယ်ပေါ့နော်အဲ့ဒါကနှစ်လောက်ကြာတဲ့နှစ်နှစ်လောက်ကြာတဲ့ဆိုတော့ကတော့ဆက်ရှိကဖြစ်တယ်ဆိုတော့တော့90ဒီဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုး ban လိုက်ပြင်မဲ့ Telegram ကိုတုံးတာဆိုရင်ဒါ pressure ပြည်သူတွေတွေမဟုတ်ပေါ့နော်အဲ့ဒီ pressure ဆိုရတဲ့မှာရှိတဲ့လူတွေကလည်းဒီ Telegram ကိုတုံးတာတွေကိုဒါတရားမဝင်ပေါ့နော်တရားမဝင်တုံးတာတွေကိုပြုတ်လုပ်နေတယ်ပေါ့နော်ပြုတ်လုပ်နေတဲ့အခါမှာဆိုရင်သူတို့တွေအနေနဲ့ Telegram ကိုဒါမနိုင်ဘူးပေါ့နော်။မနိုင်တော့တို့တွေအနေနဲ့ဘယ်လိုမျိုးလုပ်လိုက်လဲဆိုတော့ကျွန်2020မှာဆိုရင်အဲ့ဒီအဲပိတ်ပင်ထားတာရောတို့တွေအနေနဲ့ဖယ်ရှားပစ်လိုက်ပါနော်။ဖယ်ရှားပစ်လိုက်တဲ့ခါမှာဆိုရင်တို့နိုင်ငံမှာဒီဆွေရရှိတဲ့တဲမှာအစိုးရဖွဲ့ဝင်တွေတဲမှာဒီအေးရဝင်းသုံးပြမှုတွေကိုပြုလုပ်လိုက်တယ်ပေါ့နော်။ဒီလိုမျိုးလုပ်တာတည်းအရဆိုရင်ဒါနိုင်ငံတစ်ခုတည်းတင်ဘူးနော်။သူတွေနဲ့ဒါတကယ်ကိုအင်အားကြီးနိုင်ငံတွေအများစုကလည်းလုပ်တယ်ပေါ့နော်။ဒီတခြားကြည့်ကြည့်မှဆိုရင်ဒီနိုင်ငံအများစုအားဖြင့်အာနာရှင်စနစ်ကိုကျင်းပတဲ့နိုင်ငံတွေပါလေ။နောက်ပြီးရတော့ နိုင်ငံရေးခြေအနေမတည်ငြိမ်တဲ့နိုင်ငံတွေဆိုရင်ပါတယ်ပေါ့နော်အဲ့နိုင်ငံတွေကြောင့်လည်းပြသပေးမှာပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့အမ်ရုရှားဘာမန်တူရကီဘာမန်ချိုင်းနာချိုင်းနာဆိုရင်ဟောင်ကောင်မှာဖြစ်တဲ့ဆက်စင်တွေနဲ့ပတ်သက်ပြီးပရိုနေနဲ့ဒါတက်ဒီဂရောင်းအဲ့လိုဆက်ဆဲတာတွေရှိတယ်ပေါ့နော်ပြီးတော့အီရန်အီရန်မှာဆိုရင်စစ်ပွဲတွေဖြစ်တယ်သတင်းထောက်တွေအနေနဲ့ဒါတက်ဒီဂရောင်းကိုသုံးပြီးတော့ဒီစစ်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုပြန်လာပြီးပြလို့တယ်ပေါ့နော်အော်ဗျာ UAE UAE နိုင်ငံမှာဆိုလဲအဲ့လိုမျိုးပဲပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ပါကစ္စတန်မှာပါကစ္စတန်နိုင်ငံမှာဆိုလဲ နိုင်ငံအခြေအနေတွေမကောင်းဘူးအပြီးတော့အိန္ဒိယအီဂျစ်အဲ့ဒီနိုင်ငံတွေမှာဆိုရင်မကောင်းတဲ့အနိုင်ငံအခြေအနေမတည်ငြိမ်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနိုင်ငံတွေမှာအဲ့ဒီမျိုးတွေပိတ်ပင်မှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ရဲ့ဒီအိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံကိုသွားကြည့်အောင်ပေါ့နော်အိန္ဒိယနိုင်ငံမှာလည်းဒါလယ်သမားတွေအားဆိုရင်သူတို့ရဲ့ဆွေရောဆန္ဒပြတာတွေဖြစ်တယ်ပေါ့နော်အဲ့ဒါက2020နောက်ပိုင်းမှာဖြစ်နေဟုတ်တယ်2020နောက်ပိုင်းမှာဆိုရင်ဆိုရဟာဆိုရင်လေယာဆိုက်ပိုးရေးနဲ့ပတ်သက်တဲ့ဥပဒေ၃ခုထပ်လိုက်တယ်ပေါ့နော် အဲ့ဒီဥရေသုံးခုနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကအကျဉ်းမနဲ့ဖြစ်ပြီးတော့ဆန္ဒပြတာတွေလှုပ်တယ်ပေါ့နော်အဲ့ဒီဥရေသုံးခုပါလဲဆိုတော့ပထမနံပါတ်1ဥပဒေကြတော့လယ်သမားတွေကိုအစိုးရထိန်းချုပ်ထားတဲ့စီကွက်တီထဲမှာနေမှုပင်နဲ့ဒါလွတ်လွတ်လပ်လပ်သူကဥဒဏ်ရောင်းဝယ်ခွင့်အေးမှဆိုပြီးတော့ဖြစ်တယ်ပေါ့နော်တခြားနေရာတွေမှာဒါပပတိနယ်တွေကိုရောင်းခွင့်ဆိုပြီးတော့အေးတယ်ပေါ့နော်အေးတဲ့ခါမှာဆိုရင်အဲ့ဒီဥပဒေရဲ့ရွေးချယ်ကဘာလဲဆိုတော့လွတ်လပ်မှုရှိအောင်လည်းဖြစ်တယ်နောက်ပြီးတော့ပုံမကောင်းမွန်တဲ့ဈေးရောက်မှုလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ တရားသမားတွေကသူကဘယ်လိုမျိုးစဉ်းစားလဲဆိုတော့အိန္ဒိယနိုင်ငံမှာဆိုရင် APMC ဆိုခေါ်တဲ့စနစ်ရှိတယ်ပေါ့နော်အဲ့ဒီစနစ်ကဘာလဲဆိုတော့အစိုးရကစမှတ်ပေးတဲ့ဈေးပေါ့နော်ပုံမှန်ဒီနေ့မှာဆိုရင်ပဲဈေးကွန်မှာဆိုရင်ဒီဘယ်လောက်ရှိရမှာဆိုပြီးအစိုးရကစမှတ်ထားတဲ့အရာတွေပေါ့နော်အဲ့လိုမျိုးဈေးကွက်ရှိတယ်အဲ့ဒီ APMC ဈေးကွက်ပေါ်မှာရှိဆိုရင်အခွင့်အရေးပေးစံမလို့ပေါ့နော်ပေးစံမလို့တဲ့ခါမှာဆိုရင်တကယ်လို့သူတို့တွေနေနေထားပါတော့အဲ layer second နေရာဆိုရင်မိုးကြွာတာမိုးရွာတာများတာပေါ့နော်မိုးရွာတာများတဲ့အတွက်ကြောင့်ဘုံဘုံမုန်တိုင်းကြောင့် အဲ့ဒီစိုက်ခင်းတွေတက်သွားတယ်ဆိုရင်ဆိုရဆိုရင်တို့တို့ကထောက်ပံ့ကူညီမှုတွေနည်းသာမှဆိုတဲ့ချက်ကိုတို့တွေနဲ့ညင်းသွားတယ်ပေါ့နော်ညင်းသွားတာဖြစ်တဲ့အတွက်ကြောင့်ပထမချက်နေနဲ့တို့တွေအဲ့ဒီပထမဥပဒေကိုတို့တွေနဲ့ဆန္ဒကြတာကြီးပြုလုပ်တယ်ပေါ့နော်အဲ့ဒါကပထမဥပဒေပေါ့နော်ဒုတိယဥပဒေကဘာလဲဆိုတော့အဲ့ဒီသမားယာသမားတွေကိုတို့ဓာတ်ရိုက်ကွန်မြူနတီနဲ့ဒါသဘောလူညီချက်တွေပြုလုပ်တာပေါ့နော်ပြုလုပ်ပြုလုပ်နိုင်မှဆိုတဲ့စနစ်ကိုတို့ဖန်တီးပေးဖို့ဖြစ်တယ်ပေါ့နော်အဲ့ဒီချက်ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒါလက်သမားတွေကပေါ့နော်ဒီသူတို့ရဲ့ကောက်ပဲတင်းနယ်တွေကိုမဆိုင်ခင်မှာဆိုရင် တို့တွေအနေနဲ့ကုမ္ပဏီနဲ့တိုက်ရိုက်ဥပဒေရောင်းမဲ့ခွင့်တွေပြုလုပ်ခွင့်ရှိတယ်။အဲဒါကိုဆိုတော့ထပ်ပါတော့ဟိုလက်သမားဖြစ်တဲ့ပဲစင်ကုန်ရောင်းမဲ့ဆိုရင်ပုံမှန်ဆိုရင်ကျွန်တော်တို့တွေချားမှာပွဲစားခံတယ်။ဒါပေမဲ့ SNR ဆိုရင်ချားမှာပွဲစားမလို့မျိုးမျိုးအနေနဲ့ကုမ္ပဏီနဲ့တိုက်ရိုက်ရောင်းဝယ်ရမှန်ဆိုပြီးတော့ဒီလိုစနစ်ကိုဟန်ဒီပေးတယ်ပေါ့နော်။ဟန်ဒီပေးတဲ့အခါမှာလက်သမားတွေနဲ့ပရမီနဲ့ဆိုတော့အဲ့ဒီစနစ်ရဆိုရင်တော့ဒါဈေးနှုန်းတို့အာမခံချက်တော့ရှိတယ်ပေါ့နော်။အဲ့ဒါတွေကဈေးနှုန်းအာမခံချက်ရှိပေမဲ့ဒါကုမ္ပဏီကြီးတွေပေါ့နော်စီးပွားရေးလုပ်ငန်းကြီးတွေတို့ဒါပို့ပြီးတော့ဒါပါဝါတွေကိုပို့ပြီးတော့ပေးပါမှာဆိုရတယ်ပေါ့နော်။ ပေးသွားတဲ့ခါမှာဆိုရင်ဆိုရဒီအနေနဲ့သူတို့ဟိုတာကာကွယ်မပေးနိုင်ပါဘူးဆိုတဲ့ပွဲလားဘာလို့လဲဆိုတော့ဒီဟာဆိုရင်ဟိုတိုင်းရောင်းနေတဲ့အတွက်ကြောင့်ဖြစ်တဲ့ကြံစည်တာတွေဆိုရင်ဟိုအလာကိုဖြေရှင်းမှာဆိုတဲ့အတိတ်ပဲတွေပါဝင်နေတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်နံပါတ်3ကကြော်တာဘာလဲဆိုတော့ကုမ္ပဏီတွေဆိုရင်လည်းသူကကုမ္ပဏီတွေပေါ့နော်ကုမ္ပဏီတွေဆိုရင်လည်းအဲ့ဒီ layer site ကုမ္ပဏီတွေဥပမာပြည်စင်ကုန်သူပြည်စင်ကုန်အဲ့လိုမျိုးတိုးလောင်းမှုတွေတို့သာကန့်သက်ကန့်သက်ထားတာတွေတို့သာဖြုတ်မှာဆိုတဲ့အရာချက်ဖြစ်တယ်ပေါ့နော်အဲ့ဒီချက်ကိုဒီကလို့ဖြစ်လိုက်တယ်ဆိုရင်ကုမ္ပဏီတွေအနေနဲ့ ဒါအများကြီးပေါ့နော်ရောင်းနေတဲ့ခါမှဆိုရင်ပြည်တည်အများကြီးဝယ်ပြီးတော့ကဲရှားသွားတဲ့ခါမှဆိုရင်ပြည်တံဘူကအစမတန်တင်ပြီးတော့ရောင်းမှာဆိုတယ်ပေါ့နော်ဥပမာအဲပဲစိတ်ငုံပေါ့နော်ပဲစိတ်ငုံကိုကျွန်တော်တို့ကရောင်းအများကြီးရောင်းတဲ့ခါမှဆိုရင်ဒီကပေါ်လောလောနဲ့အထားရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာဈေးနှုန်းတွေပေါ်ပေါ်လောရထားတဲ့ဟာတို့ဝယ်ထားတယ်ဝယ်ထားပြီးတော့တူလောင်းထားတယ်ပေါ့နော်အဲ့ဒီနံပါတ်နံပါတ်3အချက်ဖြစ်တဲ့တူလောင်းထားတယ်တူလောင်းထားတာတွေကိုသာကတ်သက်ချက်နဲ့မလုပ်ဘူးဆိုရင်အများကြီးတူလောင်းထားတယ်ပေါ့နော်ကတ်သက်ချက်နဲ့မလုပ်ဘဲအများကြီးတူလောင်းထားတယ်ဆိုရင်ဟာဆက်ဖြစ်မလဲဆိုတော့ အဲ့ဒီကုမ္ပဏီမှာဆိုရင်သူလောင်ထွက်တဲ့ပစ္စည်းတွေအများကြီးဖြစ်နေမယ်။အများကြီးဖြစ်နေတဲ့အတွက်ကြောင့်တကယ်လို့အဲ့ဒီပစ္စည်းတွေတရားပါလာရောကုမ္ပဏီကဆိုရင်ဈေးနှုန်းတွေအများကြီးနဲ့တင်ရောက်နေဆိုရင်မြတ်တွေအများကြီးရရှိသွားမှာဆိုတဲ့အတွက်ကြောင့်ပြေပေါ့နော်။ကုမ္ပဏီကဆိုရင်အမြတ်တွေအများကြီးရရှိသွားမှာဆိုတဲ့ချက်ကိုအလဲသမားတွေကစဉ်းစားပြီးသွားတယ်ပေါ့နော်။အဲ့ဒီချက်သုံးချက်အတွက်ကြောင့်သူတို့တွေအနေနဲ့ဒါအိန္ဒိယဆိုရောဒါပြန်ပြီးတော့ဆန္ဒပြတယ်ပြတော့တယ်ပေါ့နော်။ကျွန်တော်နဲ့ဆက်တင်နောက်ပိုင်းမှာဆိုရင်ဒါဆန္ဒပြမှုတက်နေလောက်ပြလို့ပြတဲ့ခါမှာဆိုရင်အဲ့ဒီအိန္ဒိယဆိုရာဆိုရင်သူတို့ချမှတ်ထားတဲ့ခုန ဥပဒေသုံးချက်ကိုပြန်ပြီးတော့ကျုပ်သိမ်းသွားတယ်ပေါ့နော်နောက်ဆုံးပိုင်းဖြစ်တဲ့ Telegram ရဲ့ data ဂျုံနေအောင်ပြောမှာပေါ့နော် Telegram ရဲ့ဂျုံနေရာဆိုရင်အရင်တုန်းကသူကရုရှားနိုင်ငံမှာလုပ်တယ်ပေါ့နော်အပြင်မှာရုရှားနိုင်ငံမှာယုံခိုင်လားဆိုတော့ရုရှားနိုင်ငံရဲ့တည်နေရာနဲ့ register တင်ထားမဟုတ်ဘူးပေါ့နော်သူကဘယ်နိုင်ငံကိုတင်ထားလဲဆိုတော့ဂျာမနီနိုင်ငံကနေတင်ထားတယ်အပြင်မှာလုပ်ငန်းလက်ပတ်တဲ့ပုံစံကရုရှားနိုင်ငံမှာဖြစ်တယ်2013မှာပြဿနာလေးဖြစ်ပြီးရောအဲ့ဒီ Telegram တူဆောင်သူကဆိုရင် ူရဲ့ဒီရုံးထိုင်တဲ့နေရာတွေကိုသူကပြောင်းပလိုက်တယ်။အာပြောင်းတဲ့အခါမှာဆိုရင်သူကပြောင်းထိုင်တဲ့နေရာဆိုရင်သူကအတိအကျတော့မဟုတ်ဘူး။ဒီဘန်းကိုပြောင်းလိုက်တယ်။ဒီဘန်းဆိုတာက UAE တဲ့အမျိုးတစ်မျိုးပေါ့နော်။အဲ့ဒီကိုပြောင်းလိုက်တယ်။ပြောင်းလိုက်တဲ့အခါမှာဆိုရင်သူကဘာစိတ်ဝင်စားကြကောင်းလဲဆိုတော့ကျွန်တော်တို့ဒီအခုခဲရိုပါလို့ဆိုရင်တို့တို့ဒီ Google ရို Facebook ရိုဆိုရင်ဆိုတော့ပြနိုင်ငံမှာတိကျောင်းတာတွေဘယ်နေရာမှာဘယ်မြို့မှာဟာရုံးမှာဆိုရင်ကြီးဆိုင်တယ်ဆိုပြီးတော့ရှိတယ်ပေါ့နော်။ဒါပေမဲ့ Telegram ရဲ့ပုံစံကကျွန်တော်လည်းမဟုတ်ဘူး။သူကဒူဘိုင်းမှာအခြေချတာပြင်မဲ့ တကယ်ကိုလောလောတာကကျတော့နိုင်ငံတကာကနေလုပ်နေပုံမှာတော်တော်နိုင်ငံလည်း Telegram နဲ့ပတ်သက်ပြီးလောလောတဲ့သူရှိမှာတခြား Germany မှာလည်းရှိမှာ American မှာလည်းရှိမှာအစ်စ်မှာလည်းရှိမှာအဓိကကကျတော့ဘာလဲဆိုတော့အစိုးရကိုဒါမိခိုမှုတွေအဖြစ်စေချင်တာပေါ့နော်အစိုးရတွေကဒါဒီကိစ္စမိခိုတယ်ဆိုရင်သူကလှမ်းမုန်းမှုတွေရှိလာတယ်ပေါ့နော်အဲ့ဒီအဲ့ဒီနိုင်ငံမှာဒီသူတွေကမကျင်နှံ့လို့ဒါဆန္ဒပြတဲ့တွေပြုလုပ်တယ်ဆိုရင်မလွယ်ဘူးပေါ့နော်ဒါအစိုးရကိုဒါအများကြီးလှမ်းမုန်းထားတဲ့အတွက်ကြောင့်အဲ့တော့ minimum အဲဒီဟာလေးမျိုးတည့်တဲ့တန်တာ ဝင်ဝင်ပြီးတော့မပြေရှင်းကြဘူးဆိုတဲ့ပုံစံမျိုးလေးဖြစ်လာနိုင်တယ်ပေါ့နော်ဖြစ်လာနိုင်တဲ့အခါမှာဆိုရင် Telegram ဆိုရင်ဒါမလိုတဲ့ပြေရှင်းမှုတွေမလိုတဲ့တိုင်ကိုကျဆိုင်ရာကုန်ကြမှုတွေကိုထပ်ပြီးတော့လောရမှာဆိုတဲ့အတွက်ကြောင့်အဲ့ဒီဟာတော့သူတို့အနေနဲ့ကြုံမြင်ပြီးတော့ဟောပြီးငါတို့ကဒီနိုင်ငံမှာအခြေဆက်လာတာတော့ဟုတ်တယ်ဒါပေမဲ့အရိုးရဲ့ main ပေါ့နော်အဓိကပြောမှာဆိုရင်တော့ဒီနေရာကကြတော့ location ကကြတော့တခုထဲမှာထောက်လို့မရဘူးအကုန်လုံးတန်းထားမှာဆိုတဲ့ရေချင်တဲ့သူတို့တွေအနေနဲ့တုတ်တယ်ပေါ့နော်အဲ့ဒီမှာ August မနေ့ကပေါ့2024 August လာမှာဆိုရင်ဒီတဲ့နိုင်ငံမှာဆိုရင်အဲ့ဒီဒီ Telegram ကိုတည်ထောင်တဲ့ Popet Drop ပါဆိုရင်အပန်းခံတယ်ပေါ့နော်ပန်းခံတဲ့အကြောင်းကြတော့အမှပြင်တဲ့ဆိုရကသူ့ကိုဆွဲတယ်ပေါ့နော်အဲ့ဒီဆိုတဲ့ချက်တရားပါလဲဆိုတော့ Lady Telegram Channel မှာဆိုရင်အလေးတင်ငယ် Force တွေနဲ့ပတ်သက်ပြီးဗီဒီယိုတွေနဲ့ပတ်သက်ပြီးသူ့မှာတာဝန်ရှိတယ်နောက်ပြီးကြတော့ဒီ Music Server ရောင်းဝယ်မှုတွေမှာဆိုရင်လည်းသူ့မှာတာဝန်ရှိတယ်နောက်ဆုံးအနေနဲ့ပါလဲဆိုတော့အတုတွေနဲ့အတုတွေလောက်တာတွေနဲ့ငွေတူတွေဘာတူညာတူပေါ့နော်အဲ့လိုမျိုးအတုတွေနဲ့ပတ်သက်ပြီးသူ့မှာတာဝန်ရှိတယ်ဆိုပြီးတော့ဒါပြင်တဲ့ဆိုရဆိုရင်သူ့ကိုဖန်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိရလောက်တဲ့နည်းလေးပေါ့နော် အဲ့ဒီနောက်ပိုင်းနဲ့ပတ်သက်တဲ့အတင်းတွေအားလုံးကိုကျွန်တော်ကျွန်တော်ကလေ့လာမှုကတော့ဖြည့်သေးပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲဆက်ပြီးတော့လေ့လာနေတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုကဆိုရင်ဒီလောက်ပဲဖြစ်ပေမဲ့နောက်ထပ်အတီးအမချက်တွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ကျွန်တော်ကဆိုရင်ဒီဗီဒီယိုကဆိုရင်ဒီကကတော့ Telegram ကိုအဲဘယ်လိုမျိုးသုံးရတဲ့ဘယ်ဟာလေးကိုဖွင့်ရမလဲဆိုတာတဲ့ Telegram ဆိုရင်နိုင်ငံရေးနယ်ပယ်တွေမှာလောက်တော့တက်ဆိုင်နေတယ်ကိုယ်နိုင်ငံမှာဆိုရင်လည်း Telegram channel နဲ့ပတ်သက်ပြီးဒါအသုံးများတဲ့အရာတွေအများကြီးအများကြီးပေါ့နော်လက်ရှိတယ်ပေါ့နော်လက်ရှိမှာဆိုရင်တော့ဒါစစ်ပွဲတွေဖြစ်နေတယ်ကိုယ်နိုင်ငံမှာလည်းဖြစ်နေတယ် အာရရှာရီပရင်းလည်းဖြစ်နေတယ်ခြေလဲပိုင်းဒေသတွေမှာလည်းဖြစ်နေတယ်ပေါ့ Telegram ဆိုရင်အဲ့ဒီဖြစ်ရတဲ့ပုံမှာ block down တာသူတဲ့မှုတွေရှိတဲ့ဆိုတဲ့ကြောင့်ရောဒီဗီဒီယိုမှာတော့ကျွန်တော်နေဆက်ပေးခဲ့ရပါတော့ခုနေနဲ့ပို့သိချင်တယ်ဆိုရင်ပို့ပြီးတော့လေ့လာပေးဖို့တဲ့လိုတယ်ပေါ့နော်ကျွန်တော်ပြောတဲ့အကြောင်းအရာတစ်ခုနေမဟုတ်ဘူးဟိုနောက်ပိုင်း Telegram နဲ့ပတ်သက်ပြီးအသိဉာဏ်မှုတွေလည်းရှိရင်ရှိနေနိုင်တယ်ပေါ့နော်အဲ့ဒီအကြောင်းပြောနေတဲ့အရာတွေတင် view မထားပဲအဲ့နောက်ဖြစ်လာမှအခြေအနေတွေတရှိမှရှိနေတဲ့နောက်ဆုံးရသတင်းတွေကိုဒီဗီဒီယိုခုနေနဲ့ Telegram နဲ့ပတ်သက်ပြီးသွင်းပတ်ချက်တွေဒါသုံးတဲ့သုံးတဲ့ Telegram ဆိုရင်ဒါကောင်းတယ်မကောင်းတယ်ပေါ့နော် ဆိုတဲ့ချက်တွေကိုတည်ပြီးတော့ကိုနေနဲ့အကောင်းတဲ့ချက်တွေအကောင်းတဲ့ပတ်တွေမှာဆိုရင်သုံးဖွဲ့အတွက်ကျွန်တော်ညံတာယူရထားပြီးတော့ဒီဗီဒီယိုလောချင်ဖြစ်ပါတယ်အဲ့တော့နောက်ပြီးတော့မှပြန်လည်းတွေ့ကြမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်